ခုဆိုရင်မင်းအွန်လိုင်းရဲ့အကြံဖက်စစ်တပ်ဟာပြည်တွင်းနေရေပေါ်စီဖက်ခွက်စားတွေတော်လိုင်းရင်မှာပါဝင်သည်ဖြစ်စီမပါဝင်သည်ဖြစ်စီအလုံးကိုစတင်ကျုံဆက်သွင်းနေပြီဖြစ်ပါတယ်။မနေ့ကတရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်တို့ကိုရွေးကောက်ပွဲဝါရဖြန့်ရိုက်ကူးရေးမှာမပါဝင်ပေးလို့ဆိုပြီးသူတို့ရဲ့ရိုက်ကွင်းတွေကနေဖန်စီခေါ်ဆောင်စစ်စစ်ချင်းခံရတယ်လို့သတင်းတွေထွက်ပါတယ်။ ဒါဆိုရင်စစ်တပ်ဟာတော်လန်ရေးမှာပါဝင်သူတွေကိုတရကြမ်းဖမ်းဆီးခဲ့ရကနေအခုဆိုရင် တော်လန်ရေးမှာမပါဝင်ပဲကိုယ့်အလို့ကိုလုံနေကြသူတွေကိုပါသူတို့ရဲ့ဆန္ဒကို မလိုက်ရောရင်အကြမ်းဖက်မယ်ဆိုတာကိုပြသလာတာပဲဖြစ်ပါတယ်။ပြည်တွင်းနေရေးပေါ်စီဖက်ခွက်စားအများစုကတော့စစ်တပ်ဘောကိုမပေးကျင်လို့ပတ်စံရကျင်လို့စစ်တပ်ဝါဒဖြန့်ကားတွေမှာရိုက်ကူးပါဝင်ပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့တချို့ကြတော့လည်းအလိုမတူပဲလိုက်ရောရတာတွေရှိနိုင်ပါတယ်။ အခုဆိုရင်အစအစအရာရာကြက်တဲလာတဲ့မြန်မာပြည်မှာစစ်တပ်ဟာပြည်သူတွေအမှုပညာသမားဆိုသူတွေအားလုံးကို ရှင်းတဲ့ကကြက်လို့သဘောထားပြီးပြုမှုကအချိန်မရွေးရိုက်တက်နေတာလည်းဖြစ်ပါတယ်။တာမန်အခြေခံလူဒန်းစားတွေဆိုရင်လည်းလုံမတူပဲစစ်မှုထမ်းဆွဲခံရမိသားစုတွေဒုက္ခရောက်ကြရသလိုအလက်တန်းအထက်တန်းစားလို့ဆိုရမယ်ရေပေါ်စီလူဒန်းစားတွေကိုလည်းလုံမတူပဲအခုလိုပြုကျင့်တာတွေဒုက္ခပေးတာတွေလှုပ်လာနေတာပဲဖြစ်ပါတယ်။ လူခုရင်ဆုံးချုံပြီးကိုစိတ်မလုံးကြုံတဲ့ကမ္ဘာနိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာဒုတိယရှိနေတယ်လို့လည်းပြီးခဲ့တဲ့ရက်ပိုင်းကစစ်တမ်းတစ်ခုမှဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့မင်းအောင်လှိုင်စစ်တပ်ဟာတစ်ဖက်မှာပြည်သူတွေကိုဒုက္ခပေးနေတယ်လို့တစ်ဖက်မှာလည်းအတုအယောင်ပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးလှည့်စားထားတာကိုတွေ့ရပြန်ပါတယ်။မြန်မာပြည်သူအများစုဟာညံနေပြီးအဲ့ဒီပျော်ပွဲရှင်ပွဲတွေမှာတွားရောက်ပျော်ရွှင်နေပြီးသူတို့ရဲ့ဘဝတွေဟာနေ့စဉ်ညခံဘဝတွေဖြစ်နေတာကိုလည်းမေ့နေကြပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဘယ်အချိန်မှာဖန်းခံရပြီးရှေ့တန်းမှာသွားတည်ရမလဲဆိုတာကိုဘယ်သူမှမသိနိုင်လို့ပဲဖြစ်ပါတယ်။မြန်မာပြည်သူတွေဟာအာဏာရှင်လက်အောက်မှာဒီအတိုင်းပဲရေးလိုက်ငားလိုက်နေသွားမယ်ဆိုရင်တော့မိသားစု꿰ရတဲ့မျက်ရည်တွေရှေ့တန်းမှာနောင်တရကြရမယ်နောက်ဆုံးထွက်သက်တွေ့ရကကို့အပြစ်နဲ့ကို့လိုသာပြောရတော့မှာဖြစ်ပါတယ်။